မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာလွန်ရိတ်စလင်းရေးသားသောတတရနေဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုဟုသုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်မိဒီခေမိဒီအချိန်ကစပြီးဘယ်သို့သောအတိတ်ပဲမျိုးနဲ့မှဲ့ခေါ်ခဲ့သည်မသိရွာကလေး၏အမိမာ ရှည်ရင်းကုန် တကယ်တော့ရွာကလေးတွေရေတွင်းနဲ့တူတာဆို၍မူးလို့ရှူစရာပင် မရှိပါနောက်ရိုးမှတနေရာမှစီစဉ်လာသောခွေးပင်ချောင်းကလေးကိုသာအာထာတောက်သုံးနေရသည်မဟုတ်လား။နွေရသည်ရေခမ်းသောကာလများတွင်ချောင်းဆက်သဲမောင်းများများတွင်လက်ရတွင်းကလေးများနှင့်ရေတအိုးစာတနအီလောက်ကြောင်စောက်ဆိုင်ခတ်ယူနေရသည်ဆင်းရဲမှုများကြားမှပင်ရေတွင်းကုန်းရွာကလေးအဖို့အမိကသာအဖတ်တင်လျက် မြို့ပြနဲ့မိုင်90ကျော်ဝေးကွာသောလူတွေမှုနွားလဲလန်းကလေးကပင်ရာသီမွေတော်ရွေမရသောအခက်ခဲဆေးရက်ကြက်တဲလုံသောဘဝအနေထိုင်အားလုံးပေါက်လက်လျင်ရေရင်းကုန်းရွာကလေးသည်ခေတ်နောက်တွင်ကြကြင်တိုင်းကြနေသည်မှာအဆိုးမဆိုသာပင်တောင်ရာဆက်ခင်းကလေးများကမဖြစ်စလောက်ဝါခုတ်နှိပြလုပ်ငန်းကလေးများကဝင်ငွေမမှန်ထိခွေမြစ်ချူရသည်ကလည်းအဆင်မပြေလူအားလုံးများ၏ထမင်းအိုးများတွင်ပြောင်းဆန်ရောနေရသောအဖြစ်ကကျင်သားရလျက် ရာသီဥတုဆိုသောအရာကြီးကလည်းသူတို့၏ထမင်းအုပ်များကိုမှောက်ခြင်းတိုင်းမှောက်တွန်ခြင်းတိုင်းတွန်ဒီလိုနဲ့ဘဝကျမ်းကျမ်းများသည်တခါတလေအမှုပညာဆန်ခြင်းခဲ့ကြသည်ဘိုးဘွားတို့လည်းအမှုပညာဆန်ခဲ့ကြသည်ယနေ့ရည်တွင်းကုန်းရွာကလေးသည်လည်းအမှုပညာဆန်ခဲ့ပါသည် မနစ်ကမိုးလေကလည်းမှန်နှမ်းကလေးကလည်းရဆိုတော့ဖြင်းချန်းစာလေးတအုပ်ဆုပ်ပြီးချုပ်ထားတော့ခေါရိုးကြီးအင်ကြီးကလေးများကမိုးနဲ့တင်းတင်းတထရွန်ပွင့်ရင်နှိစီခက်ကြီးများနဲ့ဘဲကြရဲ့ဘကွက်ထူထူကိုစီယူရင်းငုတ်သူအပြိုများကလည်းလှုပ်အမှုပိုကြပေါ့လုံငွေးဆလွယ်တိုင်းနဲ့ကလေးငယ်များကပြေလွှတ်ပျော်မဆုံးသည့်အဖြစ်ပစာကြောင့်နီးမေးချိန်မီမှန်၏တုံးနှစ်တခါကျင်းမှာသောရည်ရင်းကုန်းရွာနှက်ပွဲပေသည်ကဲဘလောက်အမှုပညာဆန်လိုက်ပါသည်နီး တရားလုံးသည်မြင်မြပင်ပင်မဆင်းရဲကြကြသည်ကိုပင်မေ့မေ့ပျော့ပျော့မကြသေးသည့်ရက်ပိုင်းကမှအမီတယောက်လုံးဆုံးလာသည့်အောင်ဆက်သည်ပင်လုံငွင့်အသည့်စွတ်ကျဲအင်းကြီးအသည့်နှင့်ပါဇက်ကနှတ်တို့တရွရဒီနယ်တကြောတွင်ရေရင်းကုန်းရွာနှင့်တွဲလျက်နမည်ကြီးသောအရာနှစ်ခုရှိသည်တစ်ခုမှာယခုကျင်းမနေသောရေရင်းကုန်းရွာညောင်မင်းနှက်ဖြစ်သည်ညောင်မင်းနှက်သည်ရေရင်းကုန်းရွာအနောက်ဘက် တောဆက်ညောင်မင်းကြီးပင် ထိုကြောင့်မင်းကြီးတွေအယောင်လွင့်နေပြီဖြစ်သောဘောင်းတော်စားကလေးများ၊၆သိညှို့နှံ့နေသောတော်ပန်းကလေးများနဲ့ညောင်ရီအိုးကလေးများသည်ညောင်ဝင်းကြီး၏လူတရက်စာခန့်တွင်ရှိသောနှကုံးလေးထဲတွင်သုံးနှစ်မပြည့်မချင်းဆွေးဆွေးမြေ့မြေ့သို့သောညောင်မင်းနဲ့သည်အလွန်နှက်ကြမ်းသည်တရွာလုံးသာမကတနယ်လုံးကပါညောင်မင်းနဲ့ကိုကြောက်ကြရသည်မေဦးမသေးမလေးမစားမပြုလေနဲ့တေလင်းသေးမသေးလေယူမယူလေကြိုးဆိုသလောက်ညောင်မင်းနဲ့ကအဖန်စားကြံ့ခဲ့သည် ။ရောင်မင်းနဲ့ဒီခလေးလူကြီးမရွေဖုန်ကြီးမဲသီလမရှောင်းမုံဆိုးဟိုတခုလက်မခွဲညီသူမဆိုးညောင်မင်းအောက်တွင်အလေးပေါ်မသွားရ။ ညဉ့်ညဉ့်ညံစကားမပြောရဒရင်းမထွေရဖနက်မစီရတမီးစားမတွေ့ရကိုဝင်နေမဖြဲ့ရနှာချေနာဆက်မပြူရမိကလေးများပင်သပင်ဖြဲ့ရမလားရယောက်ျားလေးများကရုံးတုံးရမလားရစသည်စသည်စီကန်းချက်များနဲ့ညောင်မင်းနဲ့ဒီတကိုးကောင်းငယ်သည်ရှင်းမိသားကလေးတော့ညောင်မင်းနဲ့ဖန်းစားလို့တဲ့ဒေးလေးကညောင်ဝင်နားမှာအပေါ်သွားခဲ့တာဆိုပဲဟဲ့ဖြစ်မှာပေါ့အေးလူကြီးတယ်မဲ့ညောင်မင်းနဲ့နားမှာကျွဲတွေကိုဆဲတဲ့ဟိ ကတော့ဝဲနဲ့တောင်းမှမှသေးတော့ဒွေးမြကို၌ကဘယ်လိုစော်ကားထားလဲမှမသိတာအိမ်ရောက်တော့အသက်ငူရဲပါလာတယ်စသဖြင့်ရွာထဲတွင်ဘိုက်အောင်တာလဲညောင်မဲနဲ့ခေါက်ကြိုက်တာလဲညောင်မဲနဲ့ အသက်80ကျော်ဖွားကြီးသေးတာလည်းညောင်မင်းနဲ့တစ်ပင်မောတက်ဆော့သည့်ခလေးလိမ့်ကြ၍ခြေထောက်ကျိုးတာလည်းညောင်မင်းနဲ့တစ်ခနဲ့ရှိမရှိလိုက်နဲ့ညောင်မင်းနဲ့ကိုလက်ဖက်ပေးရကတော့ဝဲတရာသာသမီမွေးတော့လည်းညောင်မင်းနဲ့ကိုပြရသေးသည်နေမရဖြစ်တော့ကလည်းညောင်မင်းနဲ့ကိုနဲ့တင်ရသေးသည်ဤသို့ဤသို့ညောင်မင်းနဲ့တကူထွားပြီစွာရွေးတင်းကုန်းရွာကလေးတွင်ဒုတိယနာမည်ကြီးသောရွာသည်ရွာလေပိုင်းမှာကိုရင်စံတွေးဖြစ်သည်ကိုရင်စံတွေးသည်အသက်၄၀ခန့် လူမျိုးကြီးမိဘနှစ်ပါးစလုံးမရှိတော့ဘဲသူ၏ညီမများနဲ့နေထိုင်သည်နေမဆောင်ငယ်က လေပြောင်းနေတတ်သည်ထရေသမားထရေတယ်ပဲလားဆိုတော့မဟုတ်ပါချက်ရက်ကလေးကလည်းတဆွတ်ဆော့သဘောမနှောကောင်းပြီးအလွန်အဆနောက်တန်သူစသည့်နောက်သည့်နေရာတွင်ရွာဦးကျောင်းဆရာတော်ကိုပဲအလိုမပေးခဲ့တမန်နဲ့ဝါရင်းကာလာရွာဦးကျောင်းဥပုံနေတွင်ကျောင်းပေါ်သို့ကိစ္စတစ်ခုနှင့်ရောက်သွားသောကိုရင်စံတွေကကျောင်းတိုင်တွင်နှစ်ပေါင်းများစွာရှိနေတဲ့သောအင်္ဂလန်ဖြစ်တိုင်ကတ်နိုင်ကိုလက်ညှိုးထိုးလျက် ဖုံးမှုနိုင်ကြီးညောင်မင်းနဲ့ဖန်ဆားထားတဲ့ထင်းနဲ့ဘုရားတော်ကြာဒီနားရောက်လိုက်တော်ကြာဟိုနားရောက်လိုက်နဲ့နိုင်ကြီးမျက်စိလဲနေတဲ့ဘုရားဟူအလျှောက်ကောင်းခဲ့ရာဆရာတော်ကတဲ့ဒီကောင်ဆိုပြီးအနာကကြိမ်လုံးကိုလှမ်းဆွဲအပြေးကောင်းခဲ့ရဘူးသည်နမယင်းခောက်ခောက်မဲခင်ကိုပင်ကိုရဇန်တို့၏အစနောက်နှင့်မလွတ်တက်ခဲအလုံးမပင်ရှက်ကြောက်ကြည်သောနှမဖြစ်သူမဲခင်ကိုရွာရှိပိုင်းမှအုံနောက်ကြက်မပြေသောငလုံးကိုမြောက်ပင်ပေးပြီးမင်းကိုမဲခင်ကတွေ့ကျင်လို့ရေခက်စိတ်ကိုလာခဲ့တဲ့ဆိုပြီးလွတ်ပေးခဲ့သေးသည် ဤသို့နှင့်ရေရင်းကိုရွာလေးတွင်ညောင်မင်းနဲ့နှင့်ကိုရင်ဆန်တွဲဆိုသည်မှာဒီနယ်တကြောတွင်မတိသူမရှိနာမည်ကြီးလိုက်။သုံးနှစ်ရှိမှတချိန်သာကျင်းပါသောညောင်မင်းနဲ့ပွဲသည်ဆိုင်းနာတစ်ချိန်ချိန်နှစ်ဒိုးတန်တစ်ချီချီမြို့မှာငှားရမ်းထားသောနဂရော်ဤနှစ်ချင်းတန်များကလည်းလော့စပီကာတန်တစုံမမောနိုင်မပန်းနိုင်။ရွာကလေးကလည်းသုံးနှစ်ရှိမှတခါသာပျော်ဝင်ပဝင်ရရှိသောနှစ်ပွဲတွင်ရှိစုမစုအကုန်ထုတ်လျက်ရွာနေချင်းမှဧည့်သည်များကိုမောမပန်းဧကန်ကျွေးမှုလျက်လူငယ်အများစုမှထေရီလေးတစ်မြတ်များ တော့အရနံလေးတတင်းတင်းမိမိမျိုးတိုင်းမှာလည်းလုံငွဲ့တဲ့ရင်မုန်းတဲ့တနခါပဲကြားထုလပြည့်နဲ့ကလေးငယ်တတိုက်ကတော့အပျော်ဆုံးမှုဘယ်သူမှမမြင်နိုင်ရေရင်ကုန်းရွာကလေးရွာနောက်ဖက်ညောင်မင်းနဲ့ကွင်းမင်းတွင်နှစ်ထိုးတန်တစီစီနှစ်ချင်းတန်တဟဲဟဲချွေးနံဖုံနဲ့အရနံတထောင်းထောင်းလူအစီကားဆုံးချိန်ပွဲကြီးပွဲငယ်အသွဲသွဲကြက်ကြော်ငါးကြော်အစုံစုံကြည်ရီရောင်စုံအပြည့်အတင်းနှစ်ပွဲခင်းကြီးအမှုပညာဆန်းဆုံးချိန် သို့မဟုတ်ညောင်မင်းနဲ့ကိုပူဇော်ကပြနေသောနတ်ကတော်ကြီး၏အရက်ပလင်းဖွင့်ကြက်ကောက်လုံးကျော်ကြီးပေါ်သို့တပြေခတ်များတဖြန့်ဖြန့်အရိုက်ဟေ့ငါညောင်မင်းတက်တဲ့ဟေ့ဆိုသောအတန်နဲ့ကြီးသည်နတ်တို့သားများကိုပင်ကြော်လွန်၍ပွဲကင်းတနေရာမှထွက်ပေါ်လာသည်ဘဲချိန်ကပန်းရောင်ခေါမောင်းစာကိုပေါင်းနာသည်မသိသောကိုရင်စံတွေးသည် သူ၏ပစိုးစာကိုမှလည်းခေါင်းတစ်ခါကလည်းတရမ်းရမ်းနဲ့လူကြားထဲမှထွက်လာကနတ်ပွဲပေးနေသော စင်ပေါ်သို့ကြော်တက်ပြီးနတ်ကတော်ကြီးလက်ထဲမှအရက်ပလင်းကိုဆွဲယူလျက်နောက်တစ်ဖက်ကလည်းကြက်ကြော်ကိုလက်ယူလိုက်ပြီး အရက်တကြိုက်ကြက်ကြော်တကိုက်နဲ့ကဲ့သားတော့မြောင်မင်းနဲ့တို့မယိုးနိုင်အောင်လက်ဖွင့်ဆိုပြီးနှက်ချင်းတဲ့ဘုတ်ကိုအကြနာဟဲလိုက်အရက်ကိုကြိတ်လိုက် ကြက်ကြော်ကိုကိုက်လိုက်နဲ့နှက်ကြော်လည်းခြေမကိုင်မိလက်မကိုင်မိလွှတ်ထားလိုက်ရသည့်အခြေအနေသုံးနှစ်ကြာမှတစ်ကြိမ်ထိုတစ်ကြိမ်တွင် သုံးရက်တိတိကျင်းပရသောညောင်မင်းနှက်ပွဲ၏အစပထမနေ့ပွဲသည်ကိုရင်စံတွေး၏ပွဲလုံးလုံးဖြစ်သွားရသည်အလုံးကခက်တီတီဝင်လို့သွားသောကိုရင်စံတွေးကိုတိတိကြီးနှင့်ရဲအခတ်စိတ်ဆိုးရခတ်နှင့်လူကြီးသူမများကတော့ဒီကလေးနဲ့စစရရနောက်เสียရှာရလားလို့မတော်ညောင်မင်းနှက်ဖမ်းဆားလိုက်မှဖြစ်ဆိုပြီးရင်တမမနဲ့ နောက်နေ့မနက်လဲရောက်ရောကိုရင်စံတွေညကပို့ထီလို့စုံသွားပြီဆိုတဲ့သတင်းကအလုံးကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်ဒီကလေးနဲ့မဆကောင်းမနောက်ကောင်းဆိုသည့်သူကဆိုနဲတော်နဲသေးတာဟုညောင်မင်းနဲ့ယုံကြည်သူများကလည်းပြောနတ်မွေကိုများဘာမှလို့တော့ဆိုသည့်အယူသီးသူများကလည်းရှိနောက်ဆုံးမှာတော့ကိုရင်စံတွေဤအတုဘကိုချက်ချင်းကြီးချလိုက်ရသည်တရားလုံးတွင်အပျော်ကတစ်ဖက်ထိတ်လန့်နေရသည့်ယုံကြည်မှုကတစ်ဖက်နှင့်ဒုတိယနေ့နှစ်ဘွဲသည်နတ်ဒိုးအတံများသည်ပင်အထက်တဲ့ နကရောမိမကြီးသည်လည်းနှက်သချင်းများအငုံငော့အစီရီချခင်းပတ်တာထားသောရက်ပလဲများသည်မိသူကြောင့်မှမသိလိုက်ဖဲနဲ့အဖုံများသူ့လိုလိုပွင့်သွားသည်ဂျွာဂန်နှုတ်ဝင်တဲ့ကြီးဒေါ်စိန်သည်လက်တခါကလက်တရရန်ဖြစ်လာကလွန်ဝင်းကိုတစ်ချက်မှလိုက်ပြီးနကရောလက်ထဲမှမိုက်ခွက်ကိုလူယူလျက်ဟဲ့ငါ့ကိုဘသူများအောက်မေ့တယ်လဲဟဲ့ဟုစတင်ကနှုတ်ဝင်ပူပါလေတော့သည်တေချာစွာအတန်ကိုနားထောင်မိလိုက်သောအခါကြီးတော်စိန်၏အတန်သည်ကိုရင်စံတို့၏အတန်ဆက်ဆက် တကယ်ကိုရင်ဆန်တွေးပါကိုရင်ဆန်တွေးအားလုံးကထိတ်လန့်အံ့ဩကုန်ကြသည်ဟဲ့တေးသေးချာချာနားထောင်ကြတေးသေးချာချာလဲမှတ်ထားကြကြားကြပါလားကဲအခုချိန်ကစပြီးညောင်ပေနဲ့မဟုတ်တော့ဘူးညောင်ဝင်နဲ့ကကျွတ်သွားပြီငါ့ကိုတာဝန်ပေးခဲ့တာမှတ်ထားကြဟုတ်ပလားငါညောင်ပင်ဆန်တွေးနဲ့ပဲကြားတယ်နော်ညောင်ပင်ဆန်တွေးနဲ့အေးမင်းတို့ပြည့်ပြည့်လဲလဲလောက်ကန်စားတော့နိုင်အောင်ငါညောင်ပင်ဆန်တွေးနဲ့ကြည့်ရှုမယ်မင်းတို့ကငါ့ကိုလေးလေးဆားဆားဆက်ဆံကြဟုတ်ပြီလား ငါရဲ့ညောင်မင်းအောက်ကိုမိသူမဆိုလာရောက်လာရင်ခွဲမသားလို့သုံးခါဆဲရမယ်အဲ့ဒါလို့မလုပ်ရင်တော့ငါအကြောင်းသိရမှာပေါ့ကိစ္စတခုရှိလို့အလိုပြည့်ကျင်ငါညောင်မင်းကိုတင်းနဲ့ကော့ပန်းရမယ်ဟုတ်ပြီလားမှတ်မိကြတယ်နော်ခုချိန်ရစပြီးငါညောင်မင်းစံတွေးနဲ့ပြောနေရင်မှကြီးတော်စိန်တရားကိုမေ့လဲကြသွားတော့သည်အီမြနဲ့၃နှစ်ရှိမှတစ်ချိန်တစ်ချိန်ချင်းပါတိုင်း၃ရက်တိတိကျင်းပရသောနှစ်ပွဲဤဒုတိယနေ့ညနေခင်းသည်ရေရင်းကုန်းရွာကလေးအတွက်အံ့အံ့ဩဩဟေးမင်းတို့ကိစ္စတွေဖုန်းကြီးကိုဆွဲမထည့်ပါနဲ့ကွာ ကျောင်းကျောင်းဆရာတော်ကညှင်းဆိုလိုက်သည်ရရလူကြီးများကလည်းစုပ်ဖြည့်ရခက်ခက်နှက်ကတော့ကိုနှက်ကလည်းအပြက်မပြောရဲတရွာလုံးကဆိုလေဇဝေဇဝါနဲ့သူ့ပေမဲ့ရွေးတင်းကုန်းရွာကလေးဖို့တက်တရနေနှက်ဝဲကိုတော့ကျင်းပရပေမည်မိသည့်နီးနင်းများညှင်းပယ်၍မြာကိုရင်ဆန်တွင်းနှင့်အခင်မင်းဆုံးဟုပြောလေလေရတောက်ဖို့စားပတ်အရင်ခောက်ခောက်ကြီးလေးဖြစ်သောတာဝင်းပါဇက်မှခွေးမသားနှက်ကွာဟု ဆိုသောစကားတန်ကိုအလုံးကြားလိုက်ရသည် ဒီဗီဒီယိုလေးကိုစုံထိပ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။